အလှငွေတွေလိုချင်လို့အသက်ရှင်လျက်ရှိနေတဲ့မိခင်ကိုဆုံးသွားပြီးဆိုကသူနေထိုင်တဲ့အိမ်မှာအတူပပွဲချင်းပါပြီးအလှငွေကောက်ခံကပတ်စံရှာခဲ့တဲ့တာ ဖြစ်စဉ်ကတော့3လပိုင်း25ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံဥဒွန်ထာနီမြို့မှာနေထိုင်တဲ့အသက်16နှစ်အရွယ်အိုင်းဆိုတဲ့လူငယ်ဟာသူ့ရဲ့မိခင်ဖြစ်သူဆုံးသွားပြီးဆိုကာသူ့နေထိုင်တဲ့အိမ်မှာအာတုပပွေကျင်ပါခဲ့ပါတယ်။နောက်ပြီးအိမ်ထဲမှာမတာထဲတဲ့အကောင့်တစ်ခုကိုခြားထားကအဲ့အကောင့်ဟာသူ့မိခင်ရဲ့အကောင့်ဖြစ်တဲ့ဆိုပြီးရောင်စုံမီးတွေနဲ့အလှဆင်က ဓာတ်ပုံရိုက်ပြီးသူမိခင်တိတ်ဆုံသွားကြောင်းပို့စတင်ခဲ့ပါတယ်။ဒီလိုနဲ့သူတင်ခဲ့တဲ့ post ကိုသူတန်းနေတဲ့စာတင်ကြောင်းကတငယ်ချင်းနေနဲ့ဆရာဆရာမတွေဟာတွေးတွားခဲ့ပြီးစိတ်မကောင်းဖြစ်ခါသူမိခင်ရဲ့အာတုဘပွဲကိုလာရောက်ခဲ့ကြပါတယ်။နောက်ပြီးဆရာဆရာမတွေနဲ့တငယ်ချင်းတွေဟာ အိုင်းဆိုတဲ့လူငယ်ရဲ့မိခင်အတုပပွဲမှာကုန်ကြတဲ့စတိတ်တိတ်မှအတုံပြူဖို့အတွက်ဝိုင်းဝန်းအလှူငွေထဲခဲ့ကြပြီးအိုင်းဆိုတဲ့လူငယ်ကလည်းလလလလပဲလက်ခံခဲ့ပါတယ်အိုင်းနောက်ပိုင်းမှာတော့ဆရာဆရာမတွေဟာဒီအိမ်ဟာအတုပအိမ်သာဆိုတဲ့နာရေးလာကြတဲ့ဒီရွာကရွာသူရွာသားတယောက်ကိုမှလည်းမတွေ့ဘူးအိမ်ထဲမှာကြည်လိုက်ရင်ငါတို့ကြောင်ကကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေပဲရှိတယ် နောက်ပြီးဒီရွာကလူတွေကနာရီမကူညီကြဘူးလားအိုက်စိတ်မကောင်ဖြစ်နေမယ်ငါတို့ရွာလူကြီးကိုသွားပြောမှဖြစ်မယ်ဆိုပြီးဗန်မူဝမ်ရွာလူကြီးအိမ်ကိုသွားကအိုက်ဆိုတဲ့လူငယ်ရဲ့မိခင်ဆုံးသွားကြောင်းနဲ့နာရီမဝိုင်းဝန်းကူညီပေးဖို့ရွာလူကြီးကိုသွားပြောခဲ့ပါတယ်အဲ့အခါမှာတော့ရွာလူကြီးဟာသူ့ရွာထဲမှာအာတူပါဖြစ်နေကြောင်းဘာတစ်ခုမှမသိရလို့ရွာသူရွာသားတွေကိုခေါ်ပြီး ရွာထဲမှာအိုင်းဆိုတဲ့လူငယ်ရဲ့မိခင်ဆုံးသွားတာကဘယ်သူမှလည်းငါကိုမပြောဘူး။မင်းတို့ရောတီးကြလာလို့မေးတော့ရွာသူရွာသားတွေဟာလည်းတယောက်မှမတီးကြပါဘူး။အဲ့လိုနဲ့ရွာလူကြီးဟာအိုင်းဆိုတဲ့လူငယ်ရဲ့အိမ်ကိုလိုက်သွားပြီးတကယ်ပဲလူသေးဆုံးမှုရှိတာလားဆိုပြီးတွားကြည့်တော့အိုက်ဆိုတဲ့လူငယ်ရဲ့အိမ်မှာအတူပါအိမ်တစ်ခုလိုပဲအခောင်းလေးရှိတယ်ပြီးတော့နိုင်ရီလာကြတဲ့သူတွေဟာဆိုရင်လည်းအင်ကြီးအမေအောင်တွေဝှက်ထားကြပြီးအခောင်းကိုခုံပေါ်တင်ထားကမိရည်နဲ့အလားဆင်ထားတာကိုတွေ့ခဲ့ရပါတယ်အဲ့လိုနဲ့ရွာလူကြီးနဲ့ရွာသားတို့ချို့ဟာအခောင်းကိုဖွင့်ကြည့် ည်လိုက်တဲ့အခါမှာတော့အခောင်းထဲမှာအိုက်ဆိုတဲ့လူငယ်ရဲ့မိခင်မဟုတ်ပဲငပြောပင်းကိုအပိုင်ပိုင်ဖြတ်ခါအဝေးဖြုန်နဲ့ပတ်ပြီးထဲထားတာကိုတွေ့ခဲ့ရပါတယ်။အဲအခါမှာတော့ရွာလူကြီးဟာဒါပါတဘောလဲဘာလို့တာလဲဘာကြောင့်အခုလို့လောက်ရတာလဲဆိုပြီးအိုက်ဆိုတဲ့လူငယ်ရဲ့အဖွာကိုတွားရောက်မိမြန်မှုပြုလို့တော့အဖွာဖြစ်သူပြောတာက အိုင်းဆိုတဲ့ကောင်လေးရဲ့အမေကမသေးသေးဘူးအသက်ရှင်နေသေးတယ်လက်ရှိပန်ကောင်းမျိုးမှာအလုံးလုံးနေပြီဒီမတိုင်ခင်အရင်မှာဘေးဒင်းသွားကြည့်တော့ဘေးဒင်းဆရာပြောတာကကန့်အရန်နေနေတဲ့အသက်အန္တရာယ်ဆိုရင်ရတယ်ရရချေရမယ်လို့ပြောခဲ့တာကြောင့်တာဖြစ်သူအိုင်းဆိုတဲ့လူငယ်ဟာ သူရဲ့အမိအတွက်ရတရချီပေးခဲ့တာဖြစ်တယ်လို့အဖွားဖြစ်သူမှပြောပါတယ်။နောက်ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးရွာသူရွာသားတွေပြောတာကအခုလို့လောက်တာဟာအလှငွေလိုချင်လို့လောက်တာလား။ရွာထဲမှာအခုလို့နမိတ်မရှိနှမမရှိလောက်တဲ့အတွက်ရွာနာတယ်။ဒါမျိုးလောက်ရမလောက်သင့်ဘူးဆိုပြီးရွာသူရွာသားတချို့မှပြောပါတယ်။ နောက်ပြီးတီးရတာက အိုက်ဆိုတဲ့လူငယ်ဟာမိခင်ဖြစ်သူအတွက်ရရရချေပေးတာဖြစ်တယ်လို့သူចောင်းဆက်တက်ဖို့အတွက်ပတ်စံလိုအပ်တာကြောင့်အလှငွေလိုချင်လို့အခုလိုလောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အိုက်နောက်ပိုင်းမှာတော့အိုက်ဆိုတဲ့လူငယ်ရဲ့အဖိုးဖြစ်သူဟာမိဖြစ်သူကိုတခြားမျိုးကိုခေါ်သွားပြီးကိုရင်ပေးဝေခဲ့ပါတယ်။